ရွှေနဲ့ငွေရင်းကားပြားတွေတင်ဆောင်လာပြီးလွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်ကရေအောက်နှင်းမြုပ်သွားခဲ့တဲ့စပိန်သင်းမောကိုရေအောက်ယရနာရှာဖွေရေးအဖွဲ့ကအမေရိကန်ပြည်ထောင်စုဖလော်ရီဒါပြည်နယ်အတ္တလန်လေသမုဒ္ဒရာကျမ်းပြင်မှာတွေ့ရှိခဲ့ပါတယ်။အခုတွေ့ရှိတဲ့ဒင်းကားပြားတွေရဲ့တန်ဖိုးကကနေ့ပေါက်ဈေးနဲ့ဆိုရင်ဒေါ်လာတသန်းလောက်ရှိတယ်လို့ဆိုပါတယ်။ဒီသင်းမောကိုတော့ကပတိန်11 Shivers ဦးဆောင်တဲ့ယရနာရှာဖွေရေးအဖွဲ့ကတွေ့ရှိခဲ့တာပါ။ ဒီတင်းကားပြားတွေကိုတွေ့ရှိရတဲ့အတွက် Emerton One Tami ကြောင်း Captain Levin Shivers ကပြောပါတယ် The best way I can describe it is as if when you lose something that you really really like and you've almost come to terms with it just never being found again and then all of a sudden it shows up it's just such an awesome feeling ရွှေနဲ့ငွေတင်းကားပြားစုစုပေါင်းတထောင်လောက်တင်ဆောင်လာတဲ့အဲ့ဒီစပိန်တင်မောဟာ 1935ခုနှစ်ဇူလိုင်လ31ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ဟာရီကိန်းမုန်တိုင်းကြောင့်ဖလော်ရီဒါပြည်နယ်အရှေ့တောင်ပိုင်းမှာရှိတဲ့ Treasure Coast ဆိုတဲ့ကမ်းခြေအနီးမှာနစ်မြုပ်သွားကြတာလို့ဆိုပါရတယ်။အဲ့ဒီချင်းကကဘာသစ်လို့တင်စားခေါ်ဆိုကြတဲ့အမေရိကန်နိုင်ငံမှာတွေ့ရှိတဲ့အဖိုးရန်ရွှေနဲ့ငွေတွေအပါအဝင်တခြားယတနာတွေကိုတင်မော့ပေါ်တင်ဆောင်ပြီးစပိန်လူမျိုးတွေကသူတို့နိုင်ငံကိုတည်ဆောင်နေကြတာမှာမုန်တိုင်းကြောင့်အဖိုးရန်ယတနာတွေတင်လာတဲ့တင်မော့ဆက်နစီအဲ့ဒီနေ့က အဲ့ဒီနေရာဝန်းကျင်မှာနေမြုပ်သွားခဲ့တယ်လို့မှတ်တမ်းတွေအရသိရှိရပါတယ်။အဲ့ဒီတင်မောဆနစ်စင်းပေါ်တင်ဆောင်လာတဲ့ယန္နာတွေရဲ့တန်ဖိုးဟာဒေါ်လာတန်း400ဘိုးလောက်ရှိမယ်လို့ခန့်မှန်းထားကြပြီးအခုတွေ့ရှိမှုဟာအဲ့ဒီပျောက်ဆုံးသွားခဲ့တဲ့အထက်ကအစိပ်ပိုင်းတစ်ခုသာဖြစ်ပါတယ်။မနစ်ကလည်းအဲ့ဒီနေရာမှာနေမြုပ်သွားခဲ့တဲ့စပိန်တင်မောတစ်စင်းကိုတခြားယန္နာရှာဖွေအဖွဲ့တစ်ဖွဲ့ကတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီစပိန်တင်မောနေမြုပ်သွားတဲ့အချိန်ကာလဟာ စပိန်ကနယ်ချဲ့ကျူးကျော်မှုတွေလှုပ်ဆောင်ပြီးတကူးကြီးထွားနေတဲ့အချိန်ဖြစ်တာနဲ့အညီ New War ကဘာတစ်လို့ခေါ်တဲ့ American အထိပါနယ်ချဲ့လာခဲ့တာဖြစ်ပါတယ်။အခုတင်ကားပြတဲ့တွေ့ရှိတဲ့အဲ့ဒီ Treasure's Coast Data ဟာလက်ရှိမှာ Florida ပြည်နယ်ထဲက India River, St. Lucie နဲ့ Martin Key နေပါဝင်ပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။